မြန်မာနိုင်ငံရဲ့အုပ်ချုပ်ရေးနဲ့တည်ငြိမ်မှုတွေကအထင်းသားမြင်သာတိုးတက်လာနေပြီလို့အကြောင်းပြချက်ပေးပြီးမြန်မာနိုင်ငံသားတွေအပေါ်အကာအကွယ်ပေးထားတဲ့သတ်မှတ်ချက်တစ်ခုကိုရုတ်သိမ်းခဲ့တဲ့အမေရိကန်သမ္မတဒေါ်နယ်ထရန့်ရဲ့ဆုံးဖြတ်ချက်ကိုလူ့အခွင့်အရေးအဖွဲ့အစည်းတွေကအဝေးဖန်ပြစ်တင်နေကြပါတယ်။နိုဗ ెంబ ာလ24ရက်နေ့မှာအမေရိကန်အမိမြေလုံခြုံရေးဝန်ကြီးရဲ့အမိန့်ကြေညာချက်အရလာမယ့်ဇန်နဝါရီ26ရက်နေ့ကျရင်မြန်မာနိုင်ငံသားတွေအတွက် TPS ခွင့်ပြုမှုအဆုံးသတ်တော်မှာဖြစ်တယ်လို့သိရပါတယ်။ထုတ်ပြန်ချက်ထဲမှာတော့ မြန်မာစစ်တပ်ဟာဒီဇင်ဘာလကျရင်လွတ်လပ်ပြီးတရားမျှတတဲ့ရွေးကောက်ပွဲတစ်ခုကျင်းပဖို့စီစဉ်နေတယ်လို့ဒါရင်သားလက်နက်ကင်တပ်ဖွဲ့တချို့နဲ့အပြစ်ခတ်ရက်စဲမှုတွေအောင်အောင်မြင်မြင်လှုပ်ဆောင်ခဲ့တဲ့အခြေအနေတွေကြောင့်မြန်မာနိုင်ငံသားတွေအတွက် TPS မလိုအပ်တော့ဘူးလို့ယူဆကြောင်းမှတ်ချက်ပေးထားပါတယ်။ TPS ဆိုတာကစစ်ဘေးနဲ့တဘာဝဘေးကြုံတွေ့နေရတဲ့နိုင်ငံတွေစီပြန်သွားဖို့အခြေအနေမပေးသင့်တဲ့နိုင်ငံသားတွေကို American ကယာယီခေလွန်ခွင့်ပေးထားခြင်းမျိုးဖြစ်ပါတယ်။ဒါပေမဲ့အခုဆုံးဖြတ်ချက်ဟာ လူခွင့်ရင်အင်အားစုတွေအတွက်တော့အကြီးအကျယ်ဝေဖန်စရာ ဖြစ်လာစေပါတယ်။အထူးသဖြင့်အတိုက်ခံအင်အားစုတွေအားလုံးကိုဖမ်းဆီးဖိနှိပ်ထားပြီးတပတ်သက်ချဲလဲကျင်းပမယ့်ရွေးကောက်ပွဲကိုနိုင်ငံတကာကအတူအယောင်တစ်ခုလို့ကန့်ကွက်နေချိန်မှာအမေရိကန်က TBS ရုပ်သိမ်းချင်တာတစ်ခုရဲ့အထက်လွတ်လပ်ပြီးတရားမျှတရဲလို့သဘောထားမှတ်ချက်ပေးခြင်းအပေါ်မှာဝေဖန်မှုတွေရှိနေပါတယ်ရှင်။